မင်္ဂလာနံနက်ခင်းပါရှင်11ရုပ်တန်ရဲ့နိုဝင်ဘာလ22ရက်နေ့နံနက်ခင်းသတင်းဒါရိုက်ထုတ်လွှင့်မှုကိုစတင်ပါတော့မယ်30စာပြိုင်ပွဲတွင်ရခိုင်အကြိမ်များထက်စုတစိပုံမရရှိအောင်ဆန်းဆောင်ကြရဲမြန်မာအကစားဖွဲ့ကိုယာယီတမရမှာကြားဆိုတဲ့သတင်းတရားဝင် ခွင့်မပြုထားတဲ့ crypto asset များရောင်းဝယ်ခြင်းလွှဲပြောင်းခြင်းတောလောင်သိမ်းဆည်းခြင်းများမပြုလုပ်ရင်းနဲ့ဗန်များမှတစ်ဆင့်တရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုသင့်ကြောင်းဘိုးဘန်ထုတ်ပြန်ဆိုတဲ့သတင်း လော်ဂျယ်ရီကောင်စီကအတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်သည်ပါလက်စတိုင်းတို့၏အခွင့်အရေးများကိုဖြည့်ဆည်းပေးခြင်းမရှိဟုဟားမတ်ပြောကြားဆိုတဲ့သတင်း Meta company က Facebook နဲ့ Instagram တွင် content များခိုးယူမှုကိုကာကွယ်ပေးသည့်စနစ်ကိုမိတ်ဆက်ဆိုတဲ့သတင်း၁၆ကြိမ်မြောက် Globe Soccer Award ဆုပေးပွဲကိုဒီဇင်ဘာ၂၈မှာ ပြုလုပ်မယ်ဆိုတဲ့သတင်းစတဲ့သတင်းတွေကိုတက်ဆက်ပေးမှာပါဥဆောင်နေနေ 33ကြိမ်မြောက်အရှိတောင်အရှအာကစားပြိုင်ပွဲတွင်ရခိုင်အကြိမ်များထက်စုတစိမ့်ပုံမှုရရှိအောင်ဆွမ်းဆောင်ကြရန်မြန်မာအာကစားဖွဲ့ကိုယာယီသမရမှာကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်33ကြိမ်မြောက်အရှိတောင်အရှအာကစားပြိုင်ပွဲမှာအရင်ကြိမ်တွေထက်စုတစိမ့်ပုံမှုရရှိအောင်ဆွမ်းဆောင်ကြဖို့မြန်မာအာကစားဖွဲ့ကိုယာယီသမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကမှာကြားခဲ့ပါတယ် ွေမှ16ရက်ကနေပြည်တော်မှာရှိတဲ့ဝနသိတိအင်္ဂစားယုံအေမှာပြုလုပ်တဲ့33ကြိမ်မြောက်အရှိတောင်အာရှအင်္ဂစားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့မြန်မာအင်္ဂစားအဖွဲ့ကိုအောင်နိုင်ရေးအလံအနှင်းပွဲအခမ်းအနားမှာယာယီသမရကအမှာစကားပြောကြရာမှာထည့်သွင်းပြောကြားခဲ့တာပါအခု33ကြိမ်မြောက်အရှိတောင်အာရှအင်္ဂစားပြိုင်ပွဲကိုတွားရောက်ရှင်ပြိုင်မဲ့မြန်မာအင်္ဂစားအဖွဲ့အနေနဲ့အရင်ပါဝင်ရှင်ပြိုင်ခဲ့တဲ့အကြိမ်တွေထက်စုတစိတ်ပုံမရရှိအောင်စမ်းဆောင်ပေးကြဖို့မှာကြားခြင်းကြောင့်ဒါမှသာ မြန်မာအင်္ဂစားအဖွဲ့ရဲ့အောင်မြင်မှုသမိုင်းကိုတိုးတက်မှုနဲ့မှတ်တမ်းတင်သွားနိုင်ကြမှာဖြစ်တယ်လို့နိုင်ငံကုံကလည်းမြင့်တင်ပေးရရောက်မှာဖြစ်ကြောင်း၎င်းကပြောပါရယ်။ဒါ့ပြင်အမိမြန်မာနိုင်ငံတော်နဲ့မြန်မာနိုင်ငံသားအားလုံးရဲ့ဂုဏ်သိက္ခာနဲ့သက်ဆိုင်ပြီးပြိုင်ပွဲတိုင်းအနိုင်ရရှိရေးဟာအမျိုးသားရေးတော်ဝင်တရေအဖြစ်မြန်မာအင်္ဂစားအဖွဲ့ဝင်အားလုံးရဲ့ပခုံးထက်မှာရှိနေတာကိုလည်းသတိပြုနှလုံးသွင်းထားကြရမှာဖြစ်ကြောင်း၎င်းကပြောပါရယ်။ပြိုင်ပွဲမှာအောင်နိုင်ရေးနဲ့အမိနိုင်ငံတော်ရဲ့ဂုဏ်ကိုမြင့်တင်ရေးဆိုတဲ့တာဝန်ကြီးကို မြန်မာအင်္ဂစားအဖွဲ့ဝင်တွေအားလုံးနိုင်ငံချစ်ဆွေးလုံလောက်ရိယာစိုက်ထုတ်ကအစွမ်းကုန်ကြိုးပမ်းသွားကြဖို့ထပ်မံတိုက်တွန်းလိုကြောင်းပြည်ဝင်းကြီးကပေါ်ထွက်လာမဲ့အင်္ဂစားအမြင်မှုတွေကိုလည်းထိုက်တန်စွာဂုဏ်ပြုချီးမြှင့်ပေးသွားမယ်လို့၎င်းကပြောပါရယ်33ချိန်မြောက်အရှိတောင်အရှာအင်္ဂစားပြိုင်ပွဲကိုထိုင်းနိုင်ငံမှာပြုလုပ်သွားမှာဖြစ်ပြီးအင်္ဂစားနီ54မျိုးထည့်သွင်းကျင်းပမှာဖြစ်ကမြန်မာနိုင်ငံကအင်္ဂစားနီ38မျိုးမှာပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့32ကြိမ်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲမှာမြန်မာအသင်းအနေနဲ့အာကစားနည်းစကောနည်းဝင်ရောက်ရှင်ပြရာကနေရွှေတစိမ့်21စုငွေတစိမ့်25စုကြေးတစိမ့်68စုစုစုပေါင်း114စုရရှိခဲ့ပြီးနိုင်ငံတော်ကစုကြေးငွေစုစုပေါင်းငွေကျပ်သိန်း3333သိန်းတိတိချင်းမြင့်ခဲ့တယ်လို့သိရပါတယ်တရားဝင်ခွင့်မပြုထားတဲ့ crypto asset များရောင်းဝယ်ခြင်း၊လွှဲပြောင်းခြင်း၊သုံးလောင်းသိမ်းဆည်းခြင်းများမပြုလောက်ရင်း ဗန်များမှတစ်ဆင့်တရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုတဲ့ကြောင်းဘဟုဗန်ထောက်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားဝင်ခွင့်မပြုထားတဲ့ crypto asset တွေရောင်းဝယ်တာလွှဲပြောင်းတာတိုးလောင်သိမ်းဆည်းတာတွေမပြုလို့ရင်းနဲ့ဘန်ရင်ကနေတဆင့်တရားဝင်ငွေကြေးလွှဲပြောင်းခြင်းကိုသာအသုံးပြုတဲ့ကြောင်းမြန်မာနိုင်ငံတော်ဘိုးဘန်ကထုတ်ပြန်ပါတယ်။ crypto currency ဈေးကွက်ဟာဈေးနှုန်းအလွန်အမင်းအတက်အကျမြန်ဆန်တာကြောင့်ရင်းနှီးမြှုပ်နှံသူတွေအတွက်ငွေကြေးဆုံးရှုံးနိုင်မှုတွေဖြစ်ပွားနိုင်တာအပြင် စီးမြင့်တွေကြီးကြပ်ထိန်းချောင်းမှုနေတာ online security ကြိုးပမ်းမှုတွေဖြစ်ပေါ်နေတာ hacking ခံရနိုင်တာတွေကြောင့်မိမိပိုင်ငွေကြေးတွေကိုလည်းဆုံးရှုံးစေနိုင်ကြောင်းဒါကြောင့်ပြည်သူလူထုအနေနဲ့ CBM ကတရားဝင်ခွင့်ပြုမထားတဲ့ crypto assets တွေရောင်းဝယ်တာလွှဲပြောင်းတာသုံးလောင်းသိမ်းဆည်းတာတွေမပြုတ်လို့ရင်းနေဘဏ်တွေကနေတဆင့်တရားဝင်ငွေကြေးတွေလွှဲပြောင်းတာကိုသာအသုံးပြုတင်ကြောင်းဘ ਹੁ ဘဏ်ကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတော်ဘ ਹੁ ဘဏ်က digital ငွေကြေးများ crypto ငွေကြေးအပါအဝင် ်အွန်လိုင်းဒါမှမဟုတ်ကိုရိုင်းရောင်းဝယ်တာကိုခွင့်ပြုထားခြင်းမရှိကြောင်း2019ခုနှစ်မေ3ရက်ထုတ်သတင်းစာရင်းမှာကြေညာထားသလို digital ငွေကြေးများ crypto ငွေကြေးအပောင်းဝင်ကိုတရားဝင်ငွေကြေးအဖြစ်သတ်မှတ်ထားခြင်းမရှိသလိုတောင်းကိုရောင်းဝယ်လဲလှယ်တာတွေအတွက်ငွေကြေးရေးအဖွဲ့အစည်းတွေကိုခွင့်ပြုထားခြင်းမရှိကြောင်းအမိန့်ကြေညာစာကိုလည်း2020ပြည့်နှစ်မေ15ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။လုံခြုံရေးကောင်စီကအတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်တွေပါလက်စတိုင်းတို့၏အခွင့်အရေးများကိုဖြည့်ဆည်းပေးခြင်းမရှိဟု ဟားမတ်စ်ပြောကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဂါဇာကမ်းမြောင်မှာ အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ချထားရေးကိုစော်အော်ထားတဲ့ကုလသမဂ္ဂရဲ့နိုဝင်ဘာ18ရက်ဆုံးဖြတ်ချက်ကိုမိမိတို့ပယ်ချတယ်လို့ဂါဇာရဲ့ဟားမတ်စ်အုပ်ချုပ်ရေးသမားတွေကပြောကြားခဲ့ပါတယ်။ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်ဟာပါလက်စတိုင်းပြည်သူတွေရဲ့တောင်းဆိုချက်တွေနဲ့အခွင့်အရေးတွေကိုလေးစားဖို့ပြက်ကွက်နေတယ်လို့ဟားမတ်စ်ကပြောကြားခဲ့ပါတယ်။ ဆုံးဖြတ်ချက်ဟာကျွန်တော်တို့ပါလက်စတိုင်းပြည်သူတွေရဲ့နိုင်ငံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာတောင်းဆိုချက်တွေအခွင့်အရေးတွေရဲ့အဆင့်ကိုပြည့်မီတာမျိုးမရှိပါဘူးလို့အစ္စလမ်စစ်သွေးကြောအုပ်စုဟာမတ်စ်ကထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ဖွဲ့စည်းရေးကိုလည်းထုတ်ပြန်ကြမှာရှုံချခဲ့ပါတယ်။ဒါ့ပြင်ပြည်ပြည်ဆိုင်ရာတပ်ဖွဲ့ရဲ့မစ်ရှင်မှာဂါဇာကမ်းမြောင်မှာရှိတဲ့ ပါလက်စတိုင်းအုပ်စုတွေလက်နက်စုံရေးဆိုတဲ့အချက်ကိုလည်းဟာမတ်စ်ကဝေဖန်ခဲ့ပါတယ်။ဆုံးဖြတ်ချက်ဟာဂါဇာကမ်းမြောင်မှာကုလသမဂ္ဂကတာဝန်အနှင်းထားတဲ့စောင့်ရှောက်ရေးတပ်ဖွဲ့ကိုခြားထားစေမှာဖြစ်ပါတယ်။အဲ့ဒါကိုကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေနေပြည်တော်ကအုပ်စုတွေကပင်ချပါတယ်လို့ထုတ်ပြန်ကြမှာဆက်လက်ဖော်ပြထားပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်အဆိုပြုခဲ့တဲ့ဂါဇာငြိမ်းချမ်းရေးအစီအမံကိုနှစ်ဝက်မှ18ရက်ကမဲခွဲအတည်ပြုခဲ့ပါတယ်။ လုံခြုံရေးကောင်စီကိုတင်သွင်းခဲ့တဲ့အဆိုမူချမ်းထဲမှာအနာဂတ်ပါလက်စတိုင်းနိုင်ငံရဲ့အလားအလာလမ်းကြောင်းကိုလည်းဖော်ပြထားပါတယ်။အမေရိကန်ကရေးဆွဲခဲ့တဲ့မူချမ်းကိုကုလသမဂ္ဂလုံခြုံရေးကောင်စီမှမဲခွဲခဲ့ပါတယ်။ဒီလိုမဲခွဲရမှာအဆိုပါမူချမ်းကို73နိုင်ငံကထောက်ခံခဲ့ပါတယ်။တရုတ်နဲ့ရုရှားတို့ကမဲပေးခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဗီဒီယိုအနာနဲ့ကန့်ကွက်ခဲ့ခြင်းလည်းမရှိခဲ့တာဖြစ်ပါတယ်။မဲခွဲခဲ့ပြီးတဲ့နောက်မူချမ်းကိုလုံခြုံရေးကောင်စီကအတည်ပြုခဲ့ပါတယ်။မဲခွဲမှုဟာတမိုင်းဝင်ပြီးအပြုသဘောဆောင်တယ်လို့အမေရိကန်ကပြောကြားခဲ့ပါတယ်။ Meta Company က Facebook နဲ့ Instagram တွေ content များခိုးယူမှုကို ကာကွယ်ပေးသည့်စနစ်ကိုမိတ်ဆက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ Meta Company ဟာ Facebook နဲ့ Instagram မှာ content တွေခိုးယူမှုကိုကာကွယ်ပေးတဲ့စနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ဒီစနစ်အရ content ဖန်တီးသူတွေအနေနဲ့ Meta ရဲ့ application တွေနဲ့ဝန်ဆောင်မှုတွေမှာ၎င်းတို့ရဲ့ video တွေကိုပုံမထိန်ချုပ်ခွင့်ရရှိစေမှာဖြစ်ပါတယ်။ Content Protection 2ဟာ မူရင်းဖန်တီးထားတဲ့ဗီဒီယိုနဲ့တူညီမှုရှိနေတဲ့ဗီဒီယိုတစ်ခုကိုတစုံတစ်ယောက်ကထပ်တင်ခြင်းရှိမရှိချေရခံမှုအတော့ Facebook နဲ့ Instagram ကိုအလိုလျောက်စကန်ဖတ်မှာဖြစ်ပါတယ်။ Instagram ပေါ်မှာ reel တစ်ခုကိုတင်ပြီးတဲ့နောက် Facebook ပေါ်ကို share တာဒါမှမဟုတ် Facebook ပေါ်ကိုတရိုက်တင်တာတွေပြုလုပ်ပြီးတဲ့နောက် scan ဆောက်ဖတ်မှာဖြစ်ပါတယ်။တကယ်လို့ဒီဗီဒီယိုဒါမှမဟုတ် content ဟာ copy ကိုပြီးတင်ထားတာဖြစ်ကြောင်းတွေးရှိခဲ့မယ်ဆိုပါကမူရင်းဖန်တီးသူထံမှ notification တက်လာမှာဖြစ်ပါတယ်။ဒီအချိန်မှာမူရင်းဖန်တီးသူကဘယ်လိုရေးယူမယ်ဆိုတာကိုဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။မူရင်းဖန်တီးသူက copy ယူပြီးတင်ထားတဲ့၎င်းရဲ့ video ကိုကြည့်ရှုသုံးသပ်ပြီး ဒီဗီဒီယိုကိုပိတ်ပင်တာဒါမှမဟုတ်စက်တင်ခွင့်ပေးတာဒါမှမဟုတ်မူရင်းဖန်တီးသူထံတရရောက်ရှိနိုင်မဲ့ link ကိုထည့်ပေးတာတွေကိုလုံဆောင်နိုင်မှာဖြစ်ပါတယ်။ဒါပြင် content ဖန်တီးသူတွေဟာ၎င်းတို့ရဲ့ဗီဒီယိုတွေကိုပြန်လည်အသုံးပြုခွင့်ပေးထားတဲ့ account တွေကို approval list တစ်ခုဖန်တီးပြီးစာရင်းသွင်းထားနိုင်မှာဖြစ်ပါတယ်။ဒီအစည်းအဝေးမှာ content ကိုပိုးပေါင်းဖန်တီးသူတွေဒါမှမဟုတ်မိဖက် page တွေပါဝင်မှာဖြစ်ပါတယ်။ မကြသေးမီကရီးလိုမျိုးဗီဒီယိုအတူတွေဟာအသုံးပြုသူတွေကြားကြီးစုမှုနှုန်းအများဆုံးဖြစ်လာခဲ့တဲ့အတွက် content ဖန်တီးသူတွေဟာ၎င်းတို့ရဲ့မူရင်း content တွေကို၎င်းတို့ကို credit မပေးဘဲပြန်လည်အသုံးပြုနေတဲ့အခြေအနေတွေကိုကြုံတွေ့ခဲ့ရပါတယ်။အခုအခါမှာတော့ Meta Company က content ဖန်တီးသူတွေအတွက်၎င်းတို့ရဲ့အထောက်အကူပေးမှုကိုအတိမတ်ပြုခံရစေဖို့နဲ့စစ်မှန်မှုကိုအားပေးထောက်ခံတဲ့အနေနဲ့ content protection tool ကိုထုတ်ပေးခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ 16ကြိမ်မြောက် Globe Sourcer Award ဆုပေးပွဲကိုဒီဇင်ဘာ28မှာပြုလုပ်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘောလုံးလောကရဲ့ထင်ရှားကျော်ကြားတဲ့ဆုပေးပွဲတစ်ခုဖြစ်တဲ့ Globe Sourcer Awards ကိုဒီဇင်ဘာ28မှာကျင်းပပြုလုပ်မယ်လို့သိရပါဗျ။ဒီဆုပေးပွဲက နာမည်ကျော်စူပါအေဂျင့် George Mendes ရဲ့ဦးဆောင်မှုနဲ့ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး2010ခုနှစ်ခရဲကနှစ်စဉ်ကျင်းပလာခဲ့တာပါ Club Soccer's Award ဆုပေးပွဲမှာအကောင်းဆုံးကစားသမားဆုအကောင်းဆုံးနေပြဆုအကောင်းဆုံးအကစား Director ဆုအကောင်းဆုံး Agent ဆု အကောင်းဆုံးကလပ်အသင်းစုစသဖြင့်စုအမျိုးအစားများစွာချီးမြှင့်လေးရှိပြီး2025ခုနှစ်အတွက်တော့17မျိုးချီးမြှင့်သွားမယ်လို့သိရပါတယ်။အဲဒီစုတွေအတွက်စကားတင်စင်းကိုလည်းထုတ်ပြန်ပေးခဲ့ပြီးပရိသတ်တွေအနေနဲ့ Globe Soccer website မှာဝင်ရောက်မဲပေးနိုင်တယ်လို့သိရပါတယ်။ဒီစုပေဘက်မှာအကောင်းဆုံးကစားသမားစုကိုအကြိမ်အများဆုံးရရှိထားသူကဆီရနေတိုဖြစ်ပြီးဒီနှစ်အတွက်တော့အရှိန်အလယ်ပိုင်းဒေတာအကောင်းဆုံးကစားသမားစုအတွက်စကားတင်စင်းနဲ့မှာပါဝင်နေပါတယ်။တဝန် credit က Globe Soccer Award ပါ။ လဲမယုတ်တဲ့နိုဝင်ဘာလ22ရက်နေ့နနက်ခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နနက်ခင်းလေးဖြစ်ကြပါစေရှင်